ကျိုးဘွားမှာမမဲရကျဲရွာကြီးကိုရောက်ခဲ့ဘူးတယ်။ဒီဖြစ်တကကျုပ်အသက်35လောက်မှာဖြစ်တာ။အချိန်ကတော့2011ခုနှစ်12ခုနှစ်ကောကပါ။ကျုပ်ကမူလာတဲ့ကြောင့်အုပ်အဖြစ်နဲ့ယာရုတိုးပြီးတော့ရွာကြီးတယောက်ကိုပြောင်းလာခဲ့ရတယ်။ဩကျုပ်ကိုကျုပ်တော်မှာမိတ်ဆက်ပေးအောင်ပဲ။ကျုပ်နာမည်ကစိုးထုံးလို့ခေါ်တယ်။အသက်ကအဲ့ဒီတုန်းက35လောက်ရှိပြီ။အလောက်ကင်ကတော့ဗျာ။ပညာရေးဝန်ထမ်းကျောင်းဆရာ။ယာရုတိုးပြီးတော့ ရွာတရွာကမူလာတဲ့အကြောင်းကိုကျောင်းအုပ်ဘွားနဲ့ရောက်ခဲ့ရတယ်။အဲဒီရွာကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာမေးတည်မိတိစောက်ထားတဲ့ရွာကြီး။အင်ဂျင်မာတွေမဲ့ထောင်ကျော်လောက်ရှိတယ်ဗျ။ရွာဆိုပေမဲ့ရွာမကမြို့မကြဖြစ်နေပြီ။ရွာမှာမူလာတဲ့လွန်ကျောင်းတစ်ကျောင်းလည်းရှိတယ်။ရဲခင်းလည်းရှိတယ်။ကျေးလက်ကျမ်းမာရေးဌာနကလည်းရှိတယ်။စာကြည့်တိုက်တွေအော်တိုအချင်းရုံးတွေကလည်းရှိတယ်ဗျ။ကားလမ်းဘေးမှာတိစောက်ထားတဲ့ရွာဆိုတော့စီတာကလည်းတော်တော်လေးကိုစီးတယ်။အနီးပါးရွာတွေက ဘာပဲလို့လို့ဒီရွာကိုပဲအားကိုးရတယ်။ဈေးနေဆိုရင်စီးလိုက်တာမှပြောမနေနဲ့ဗျာ။ကားလန်းကြီးကရွာလေကနေဖြတ်သွားတာမလို့ကားလန်းအရှိတ်ချံကိုအရှိချံအနောက်ဘက်ကချံကိုတော့အနောက်ချံလို့ခေါ်တယ်။ရွာကလူတွေကတော့ကျုပ်ကိုဆရာကြီးလို့ခေါ်ကြတယ်ဗျ။အသက်ငယ်ပေမဲ့ဆရာလေးလို့မခေါ်ကြဘူး။ဆရာလေးလို့မခေါ်တဲ့ကျောင်းကလည်းကျုပ်တို့ကျောင်းမှာကျောင်းဆရာနောက်ထပ်တယောက်ရှိတယ်။သူ့ကိုတော့ဆရာလေးလို့ခေါ်ပြီးတော့ကျုပ်ကိုတော့ဆရာကြီးလို့ခေါ်ကြတယ်။ကျောင်းအုပ်ကြီးမလို့ ဆရာကြီးလို့ခေါ်တာလည်းဖြစ်နိုင်ပါတယ်ဗျာ။ရွာကားလူတွေကတော့ကျုပ်ကိုလေးလေးဆဆပဲဆက်ဆံကြတယ်။ကျောင်းအုပ်တွေနေဖို့ဆိုပြီးတော့ကျောင်းနဲ့တခေါ်တသားလောက်မှာခြေတန်ရှိအင်ကြီးတစ်လုံးကိုလည်းစောက်ပေးထားတယ်။အရင်ကတာဝန်ကြတဲ့ကျောင်းအုပ်ဆရာမကြီးကသူ့မိသားစုနဲ့အဲ့ဒီမှာနေတယ်ဆိုပဲအခုတော့ကျုပ်ကတယောက်တည်းသမားဆိုတော့ခြေတန်ရှိအင်ကြီးကကျုပ်အတွက်တော့ကျေလွန်ပါတယ်ဗျာ။ဆရာလေးနာမည်ကမြင့်မြတ်လို့ခေါ်တယ်ဗျာ။အသက်ကတော့28ခွန်လောက်ပဲရှိအောင်ပါ။ဆရာလေးကဒီရွာနဲ့ခလန်းက ။ရောင်မင်ကြီးလို့ခေါ်တဲ့ရွာမှာမွေးတယ်ဆိုပဲ။ကြောင်ဆရာဖြစ်တော့ဒီရွာကိုတာဝန်ကျတယ်။အခုရွာကြီးနဲ့ညောင်မင်ရွာနဲ့ကတော်တော်လေးကိုလှမ်းနေ။ဆိုင်ကနေတော့ရင်၄၅နာရီလောက်ကိုမောင်းရတာ။ယောက်ျားသားချင်းဆိုတော့လေဗျာ။ကျုံနဲ့ဆရာလေးပေါင်းမိကြတယ်။ဆရာလေးကရွာဝေးလို့ဒီရွာကသူ့ရဲ့မိတ်ဆွေအမျိုးတယောက်စီမှာကတ်နေရတယ်။စနေတနေ့ကနေကျောင်းပရက်ဆိုရင်တော့ရွာကိုပြန်နေဗျ။မပြန်တဲ့အခါလဲမပြန်ဘူးလေ။ဆရာလေးကယူသားပါတယ်ဗျာ။ သူနဲ့ကျုံနဲ့ပေါင်းလို့ပိုကောင်းသွားတာက သူကလည်းစာဖတ်တဲ့သူကျုပ်ကလည်းစာပေသမားဆိုတော့ဝါသနာချင်းတူပြီးတကယ်ကိုညီကိုရင်းနေလို့ခင်မဲသွားကြတယ်။တရက်မှာတော့ဆရာလေးနေတဲ့အိမ်ကိုထိုက်သွားဖြစ်တယ်။သူ့ရဲ့ဆွေမျိုးအိမ်ကတက်သားအိမ်ကုတ်ကုတ်ချင်းချင်းလေးအိမ်မှာလည်းကလေးတွေကစုညံပတ်လို့ရနေတာဆရာလေးတို့ကတိတန့်အခန်းတွေပါတယ်မရှိပဲဖျားစင်ရှိမှအေးရတယ်။ခေါင်းအိမ်မှာစာအုပ်တွေကပုံးနေတာကျုပ်တနာသွားတာနဲ့ဆရာလေးကိုကျုပ်အိမ်မှာခေါ်ထားလိုက်တယ် ခြေတန်းရှိအိမ်အင်ကျကြီးကတော်တော်နှစ်ယောက်တောင်ကောင်းကောင်းကြီးနေလို့ရပါတယ်ဗျာကျုပ်ပြောတော့ဆရာလေးကတော်တော်လေးကိုပြောသွားတဲ့ပုံပဲသူလည်းဒီမှာနေကျင်တဲ့ပုံမရဘူးဗျာဒါနဲ့ပဲကျုပ်နေတဲ့အိမ်ကိုပြောင်းလာတယ်ကျုပ်လည်းအဖို့ရတာပေါ့မဟုတ်ဘူးလားအဲ့အိမ်ထဲတူနေတော့ပို့ပြီးတော့ရင်းနှီးသွားတယ်ဗျာညညဆိုရင်းနှီးချမ်းတော့ရင် စာပြေအကြောင်းတွေပြောဖြစ်တယ်ကျုပ်စီကစာအုပ်တွေကိုသူကငှက်ဖက်သူ့စီကစာအုပ်တွေကိုလည်းကျုပ်ကဖတ်နေပြောနေကြတာဗျဒီလိုနဲ့ပုံလင်းရတဲ့ရောက်လာတယ်ဆရာလေးနဲ့ကျုပ်လည်း တော်တော်လေးကိုခင်းနေကြပြီစနေတနင်္ဂနွေမှာကျောင်းပည့်ရမှာဆရာလေးကသူတို့ရွာကိုလိုက်ခဲ့ပါလားလို့ခေါ်တယ်သူတို့ရွာမှာရှင်ပြုတ်အလို့တခုရှိတယ်ဆိုပဲမော်ရင်းတော့ကလမ်းမကောင်းဝင်မဲ့အခုကလမ်းတွေကဖြူးသွားပြီတဲ့ကျုပ်လည်းကျောင်းနဲ့အိမ်အိမ်နဲ့ကျောင်းမဲနေစဉ်သွားနေရတာဆိုတော့စိတ်ပြက်လက်ပြောက်ဖြစ်အောင်လို့လိုက်သွားမယ်ဆိုပြီးခေါင်းညှိလိုက်တယ်စနေနေ့မနက်မှာတော့ကျုပ်နဲ့ဆရာလေးနဲ့ဆိုင်ကယ်တစ်ယောက်တစ်စီးပြီးတော့ထွက်လာခဲ့ကြတယ်ဆရာလေးတို့ရွာကိုရောက်ဖို့ ကားလမ်းမကြီးတိုင်းအတော်လေးကြောင်မောင်းရတယ်ဗျမြို့တစ်မြို့ကိုဖြတ်ပြီးတော့တာလမ်းမကြီးခုကိုတွေ့တယ်အဲ့ဒီတာလမ်းမကြီးကတောင်တွင်းနေရှိတဲ့ဘက်ကိုဆက်ပြီးတော့မောင်းရတာတာလမ်းမကြီးကအစာပိုင်းမှာလမ်းခင်းထားတယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့မြေသားလမ်းကြီးဖြစ်သွားတယ်အချို့နေရာမှာကြောက်ခဲတွေခင်းထားလို့ဆိုင်ကဘိမ့်မပေါအောင်တော်တော်လေးကိုမောင်းယူရတယ်ဒီလိုနဲ့မောင်းလာကြရင်လည်းနေမုံတက်ကျင်လောက်မှာရွာကိုရောက်ခဲ့တယ်ဗျရွာကတော့တောင်ကြီးရွာလေးပါအင်ကြီးကတရာတောင်ပြည့်ကျင်မှာပြည့်မယ် ရွာသားတွေကတော့ဘိုးရင်ချံစိုက်ပြီးတော့အလုပ်လုပ်တာများတယ်ဗျ။ကိုယ်ကုန်တီတရက်တီဟိုချံလေးလည်းတော်တော်များများကိုတွေ့ရတယ်။ရွာသားတွေကတော်တော်လေးကိုလည်းဖော်ရကြတယ်ဗျ။ကျုပ်ကလည်းလေးလေးဆဆကိုဆက်ဆံကြတာဗျ။ရွာနာကဟိုဖျားတီဖျားကိုလည်းလိုက်ပို့တယ်။စနေနေ့ကအလူဝင် တနင်္ဂနွေနေ့ကအလူနေ့အလူကဆိုင်းနေပါလိမ့်မယ်ပါပဲမဲ့သူ့ဟာနဲ့သူတော်စီသေးဗျ။အလူရှင်တွေကဆရာလေးနဲ့အမျိုးတွေလို့ပြောတယ်။ အလိုဖြစ်လို့နေတပိုင်းကျိုးတော့မှကျုပ်မှာပြန်ဖို့ပြင်ရတယ်ဗျမပြင်လို့လည်းမရဘူးလေမနေ့ပြန်ကတနင်္လာနေ့ဆိုတော့ចောင်းဖွင့်ရလေចောင်းမှာចောင်းဆောင်ဆိုတာလည်းမရှိတော့ចောင်းရဲ့တော့တွေအကုန်လုံးကိုကျုပ်ပဲကင်ထားတာဗျចောင်းကိုကျုပ်ဖွင့်มาရတာဆရာကြီးပြန်တော့မလို့လားဗျပြန်မှဖြစ်မယ်လေဆရာလေးအခုချိန်ကပြန်မှမနေ့ပြန်ចောင်းဖွင့်နိုင်ပါလေကျွန်တော်ကတော့ပြန်လို့မဖြစ်သေးဘူးဆရာကြီးဒီလိုလုပ်ပါလားဗျာဆရာကြီးအရင်ပြန်နေ ကျွန်တော်ဒီကအလုပ်တွေနည်းနည်းပါရှင်းပြီးတော့နောက်ကနေလိုက်လာခဲ့မယ်။တကယ်လို့အချိန်မမီတော့ရင်လေမနက်အစောကြီးထပြီးပြန်လာခဲ့မယ်။ဒါဆိုမင်းနေချင်နေခဲ့ကွာ။ခွန်တရက်တလီတော့ငါလုပ်ပေးမယ်။ငါကတော့ပြန်မဖြစ်မှာကွာ။တော့တွေအကုန်လုံးကငါလက်ထဲမှာမနက်ပြန်ဆရာမတွေကြောင်းလာရင်ကြောင်းနဲ့ဝင်မရပဲဖြစ်နေမယ်။ဟာအားနာလိုက်တာဆရာကြီးရာ။ရပါလေကွာ။ကိစ္စမရှိဘူး။ဆရာလေးရဲ့မိဘတွေစိတ်မျိုးတွေကကျို့အတွက်အသေးနံတွေ စားစရာတွေထည့်ပေးလိုက်ကြတယ်။ကျုပ်ကရွာကိုပြန်မလို့တော့ညနေ3နာရီလောက်ရှိပြီ။ဒီမတင်ဆရာလေးကကျုပ်နားကိုကတ်လာတယ်။ဆရာကြီးကိုကျုပ်ဖြတ်လန်းညွှန်လိုက်မယ်ဗျာ။ဒီလန်းကသွားရင်ចောင်းကိုအလုံးစုံသွားရ3နာရီလောက်ပဲ။ဟေးဟုတ်လို့လားကွာ။ဟုတ်တယ်ဆရာကြီးကအလားတုန်းကလန်းကရွာစင်တွေကိုဖြတ်ပြီးလာတဲ့လန်းဆိုတော့တကူတပတ်ကြီးလေး။အခုပြောတဲ့လန်းကလဲလန်းဟောင်းကြီးဗျာ။ရွာဆက်လက်ကျဲတယ်ဆိုပေမဲ့လန်းကဖြူနေတာ။ ခဲစကားနဲ့ပြောရရင်ဗျာမျိုးရှောင်လန်းအမြန်မောင်းရင်နှစ်နိုင်တသက်လောက်ဆိုရောက်တယ်မမှန်လေးမောင်းရင်တော့သုံးနိုင်လောက်ပေါ့ဗျာမစိုးဘူးကွာငါးနိုင်လောက်မောင်းရတဲ့လန်းကိုသုံးနိုင်လောက်နဲ့ရောက်မယ်ဆိုတော့ခီးတွင်နေရွာကနေထွက်ရင်တာလန်တိုင်း15မိနစ်လောက်စမောင်းလိုက်ဆရာကြီးအဲ့ဒီမှာလန်းခွက်ကြီးတစ်ခုတွေ့မယ်အဲ့ဒီလန်းခွက်ကြီးတိုင်းတာတန်းတန်းမတ်မတ်သွားမယ်ဆိုရင်တော့လန်းစိုးရင်ကားလမ်းမကြီးကိုရောက်ပြီဆရာကားလမ်းမတိုင်းစမောင်းသွားရင်တော့ 15မိနစ်လောက်ဆိုရင်တော့ကျောင်းကိုရောက်ပြီအေးကွာမင်းပြောသလိုဆိုတော့လေလမ်းကတိတ်မခတ်ဘူးကျွန်တော်ကဒီမှာကိစ္စလေးနေနေရှိရင်လိုက်လာခဲ့မယ်ဆရာကြီးအေးကွာဒါဆိုငါသွားပြီကျုပ်လဲဆရာလေးပြောတဲ့အချိန်မှာမောင်းထွက်လာခဲ့တယ်15မိနစ်လောက်မောင်းပြီးတော့လှဲလှဲဟောင်းကြီးကိုတွေ့တယ်လှဲလှဲပြီးနားမှာမျက်တွေပေါက်နေတဲ့ဆိုပေမဲ့မြေသားလမ်းကြီးကတော့ဖြူးနေတာဗျဆရာလေးပြောတဲ့အချိန်မှာအဲ့ဒီလမ်းကိုချိုးဝင်လာခဲ့တယ်လမ်းဘေးမှာမြိုင်းတွေပြည့်နေတဲ့ကွင်းကြီးတွေ တပင်အိုးစနိုင်နဲ့တော်တန်လေးပဲရှိတယ်။လူနေအိမ်ဆိုလို့တဲ့အိမ်မဟုတ်မရှိဘူး။မောင်းလိုက်နဲ့ဂျင်းကနေမိုးချုံတောင်ကိုကြားလိုက်ရတယ်။မနေ့ကတည်းကမိုးကခတ်အောင်အောင်ပြ။အခုတော့မိုးသားတိမ်လေးတွေကကောင်းကင်ခွေမှာအုံဆိုင်နေပြီ။ကြည်ရတာအချိန်ကမဟုတ်ဘဲနဲ့မိုးရွာတော့မယ်လို့ထင်တယ်။မိုးလေကင်းတော့သွားပြီဆိုပေမဲ့တခါတလေကြတော့လေဒီလိုမျိုးမိုးကရွာတက်တယ်ဗျ။ကျုပ်လဲဆိုင်ကလေးပါကိုဆွဲပြီးတော့အချိန်တင်လိုက်ရတယ်။လဲလမ်းမကြီးကလုံမသုံးတာကြာပြီဆိုတော့ မိသားတွေကပဲကြတဲ့နေရာကပဲကြတယ်။တချို့နေရာတွေကလည်းဂျိုင်းကော့တွေကျင်းနေဖြစ်နေတာ။လဲဆိုတော့လည်းသွားဖို့မလွယ်ဘူးလေ။ဒါပေမဲ့ဆိုင်ကယ်ကြတော့အဲ့ဒီကျင်းရဲ့ဂျိုင်းတွေကိုရှောင်ခွင်းသွားလို့ရတယ်ဗျ။ရွာဆက်ကျေးတာကတော့ပြောမနေပါနဲ့ဗျာ။55မိနစ်လောက်မောင်းတာတောင်မှလုံနေအင်ဂျင်တစ်ခုမှမတွေ့ဘူး။တစ်ခါတလေအုပ်ခုပြကြည့်တဲ့ရှိတဲ့တញ្ញံကုံအဟောင်းကြီးနာကဖြတ်သွားရတယ်။လွမ်းစီရီလိုလိုဖျက်အိုးဖျက်ပြက်တွေကလည်းတစ်ချက်တစ်ချက်တွေ့ရတယ်ဗျ။ ဒီလိုလူမရှိတဲ့လမ်းကြီးမှာတယောက်တည်းမောင်းနေရတယ်ဆိုတဲ့သိနဲ့ကြောတောင်နဲ့ချမ်းလာတယ်။မိုးကလည်းဖြောက်တော့ဖြောက်တော့ကြာလာပြီ။ကြောက်လဲလန်းလန်းနဲ့တန်ဖိုးတွေခါတာကိုတဖက်ဖက်ရုပ်ပြီးတော့မောင်းလာတာ။မကြကမ်းမှမိုးတွေကစက်တိုက်ဟောကနေရွာချလာတယ်။ကြုံမှာတော့ဗျာ။မိုးကမပါဘာမပါနဲ့ဆိုင်ကဲကိုအချင်းလျှော့ပြီးတော့မောင်းရတယ်။မုံမောင်းကြလာပြီးမိုးတွေကတဲတာကလည်းပြောမနေနဲ့။မိုးသီးမိုးပေါက်ကြီးတွေကလည်းကြုတ်တကုတ်လုံးကိုတဖက်ပေါက်နဲ့လာထိတာဗျ။တော်တော်လေးကိုစက်တယ်။ဆိုင်ကဲကိုတော့မီးဖွင့်ပြီးမောင်းနေရတာ။လက်ကနိုင်ကိုကြည့်လိုက်တော့ ၄နာရီခွဲလောက်ပဲရှိသေးတယ်။ဒါပေမဲ့လည်းရာသီဥတုအနေထားကြောင့်မှောင်မိုက်နေတာမသိရင်ည6နာရီ9နာရီလောက်ရှိမယ်လို့ထင်ရတယ်။မိုးရွာတော့လမ်းကလည်းဘော့တီပေါက်လာတယ်ဗျ။မိုးကိုပေါ်နေရတခုတော့ရှာပေမဲ့ဘာမှလည်းရှာမတွေ့ဘူး။လမ်းဘေးတစ်ချက်တစ်ချက်မှာတော့ကွင်းနေကြီးပဲ။လမ်းဘေးမှာလည်းတပ်ပင်ကြီးကြီးမားမားဆိုတာတခုမှမရှိဘူး။15မိနစ်လောက်စက်မောင်းလာရင်ဆိုင်ကမီးကမိတ်တုံမိတ်တုံဖြစ်လာတယ်။နောက်တော့ဆိုင်ကကထိုးရသွားတယ်ဗျ။ကျုပ်ကတော့တိုင်ပတ်ပြီပဲ။ ဟုတ်တယ်လေမိုးတွေကလည်းဗျာဒီလောက်ရွာနေကြတဲ့မှာဆန်ကယ်ကဆက်ရက်သွားတာစက်ကိုနှုတ်ကြည့်တော့ဘလို့နှုတ်မနှုတ်ဘူးရဒါကြောင့်ဆန်ကယ်ဘောကဆင်းပြီးတော့ဟိုနိုင်တီနိုင်နဲ့တက်တလောက်မှတ်တလောက်ပြင်ကြည့်တော့လေမရဘူးစိတ်လက်တော်တော်လေးကိုညစ်လာတယ်ဗျနောက်တော့ဗျာစိတ်ညစ်ရကနဲ့စိတ်ကတိုးလာတယ်ဒီလမ်းကိုညွှန်ရမလားဆိုပြီးဆရာလေးကိုအပြစ်တင်နေတာဒီလိုအပြစ်တင်နေနေကျုပ်အနာကိုလူကြီးတယောက်ရောက်လာတယ်ဘာဖြစ်နေရလဲ ။ဒေလုံကြီးကမြင်တော့ကြုံလန့်သွားတယ်ဗျ။ဆိုင်ကယ်ပြက်နေလို့ပါဗျာ။မိုးတွေကလည်းတဲနေတာ။ဒီတိုင်းနဲ့ရင်အေးအေးမိပြီးတော့ဖျားနာကုန်ပဲ။အဘနဲ့ရွာကိုလိုက်ခဲ့ပါလား။ဗျာ။ဒီနားမှာရွာရှိလို့လား။ဟိုးရှင်နာမှာအဘတို့ရွာရှိတယ်လေ။သူပြားနေတာကိုကြည့်လိုက်တော့ရွာရှိမရှိမသိခွေးဘူးဗျ။မိုးတွေကရွာနေတယ်။နောက်ဆုံးမှကြုံလေဘာကြီးနဲ့လိုက်သွားဖို့ဆုံးဖြတ်တယ်။ရွာရှိတယ်ဆိုတော့လေဗျာ။ဆိုင်ကယ်ပြင်ဆင်နေပါလေရှိလောက်တယ်။မဟုတ်ရင်တော့မှ အကျိုးကြောင့်ပြောပြပြီးဆိုင်ကတစ်စီးလောက်ငှားစီလို့ရရင်ရနိုင်တယ်။နောက်ပြီးတော့မိုးကလည်းတော်တော်လေးကိုတဲနေတာဆိုတော့ဒီမှာဆက်နေလို့လည်းမဖြစ်နိုင်ဘူး။ဒါနဲ့ပဲအဲ့ဒီအဖာကြီးနောက်ကိုဆိုင်ကတုံးပြီးလိုက်ခဲ့တယ်။အဖာကြီးရဲ့ပုံမတန်ကပိန်ပိန်ပပပဲ။ခန္ဓာကိုယ်အပေါ်မှာပင်နေတိုက်ပုံဝတ်ထားတယ်။အောက်ကဒိုးလောက်ပဲရှိတဲ့ပစုတူတူလေးနဲ့ခေါင်းပေါင်းကြီးလည်းပေါင်းထားတယ်ဗျ။သူ့ဆောင်းထားတဲ့ ठी ကအနှက်ရောင်ကြီး။အစကတော့ခိုးထီးလို့ခေါ်တဲ့ ठी နဲ့ကြီးလို့ထင်းနေတာ။တိတ်တိတ်ချာချာကြည့်တော့မှ ပသိမ်ထီးလို့ဝါးနေလောက်ထားတဲ့ထီကြီးဖြစ်နေတာဒီပါကြီးကိုကြည့်ပြီးကျုပ်စိတ်ထဲမှာဇေဝေဇဝါတော့ဖြစ်မိတယ်ဗျအခုခေတ်မှာဒီလိုပုံစံဝယ်စားတဲ့လူရှိလို့လားစောင်းထားတဲ့ထီကြီးကလည်းပသိမ်ထီးလို့ဟာကြီးအေကန္နဒီလူကြီးကလူမဟုတ်ရလားရှင်းနှောင်းကိုရောက်တော့တာလန်ပိနာမှာလမ်းတွေတစ်ခုကိုတွေ့ရတယ်ဘာကြီးကလမ်းတွေတွေကိုချုံဝင်သွားလို့ကျုပ်လည်းလိုက်ပြီးတော့ဝင်ခဲ့တာဗျတိတ်မတော်ရပဲရှေ့မှာရွာကြီးတစ်ယောက်ကိုတွေ့ရတယ် တပိနေကြားထဲမှာတက်ကင်မိုးထားတဲ့တဲအိမ်တွေကအစီပဲဗျ။ဂျွာဆိုပေမဲ့ဂျွာတန်းရှိတော့မဟုတ်ဘူး။အိမ်လေးတွေလင်းကားဆယ်လုံးတော့ဝိုင်းပြီးစောက်ထားတဲ့ဂျွာဝိုင်းလေး။ဂျွာလေကရွေးရင်းတွေနဲ့ကွင်းတစ်ခုလည်းရှိတယ်။ပြီးတော့အိမ်လေးတွေကအားလုံးအဲ့ဒီကွင်းကိုမျက်နှာမူပြီးတိစောက်ထားတာ။ဂျွာထဲကိုရောက်တော့ဆိုင်ကမပြောနဲ့ခေပေါ်ပစ္စည်းဘာမှမရှိတဲ့ဂျွာလေးဖြစ်နေတယ်။ခလေးတွေကကော်လုံးတိနဲ့မိုးတဲ့ရည်နဲ့မှာ ြေးလွှားစောက်ကစားနေကြတယ်။အဘကြီးကတော့အိမ်တဲအိမ်ကိုဥဆောင်ခေါ်သွားတယ်ဗျ။အဲ့ဒီအိမ်ကရွာတွေကတဲအိမ်နေတဲ့မှာအကြီးဆုံးဖြစ်တယ်။ဝရရန်တွေကို အကွက်တွေဖော်ပြီးရပ်လုပ်ထားတယ်။ဝါကတက်ကဲမိုးဆိုပေမဲ့တတရရရစောက်ထားတဲ့အိမ်ပဲ။အိမ်ဘကိုတက်လိုက်တော့အိမ်ရှိကမ်းမှာဖျားတစ်ချက်ခင်းထားတယ်။တဲအိမ်လုံးမှာခစ်ပေါ်လျှဲစီပစ္စည်းတို့ဇိမ်ကန်ပစ္စည်းတို့ဘာမှမတွေ့ရပဲနဲ့တောင်းတွေပလုံးတွေနေရာမှာချိန်ထားတဲ့ဓာတ်တွေပဲတွေ့ရတယ်။ဒီချင်းဒီကျုပ်က တိတ်ပြီးတော့တန်တရားမဝင်သေးဘူးဗျ။တွားရလာရခက်ခဲတဲ့ရွာဆိုတော့လေခင်းနောက်ကျတယ်လို့ပဲထင်နေတာ။အိမ်ထဲမှာထွန်းထားတဲ့စီမီကွက်စီမီကွက်တောင်မှကျုပ်တခါမှမမြင်ဘူးတဲ့ပုံစံ။အာလာဒင်စီမီကွက်လိုပုံစံကိုကျင်းနေနေလောက်ထားတယ်။မောင်ရင်လဲမိုးရီဆိုးလာကြတာပဲ။အဝယ်စားလေးပါလေလဲထားပါလား။မလဲတော့ပါဘူးဗျကြီး။အပူပါတဲ့ဝတ်တွေပဲ။မိုးဆိုးလို့ရွှဲကုန်ပြီထင်ပါတယ်ဗျာ။ဒီဝတ်တွေပြပါဦး။ဗျကြီးမိကင်ပေးလို့ရရင် 6သူအောင်လုပ်ပေးမယ်။အဝဆိုင်ကိုဘာကြီးစီကိုလှမ်းပြီးတော့ဘာကြီးကတေချာထုတ်ကြည့်တယ်။အဝဆိုင်ကိုမိုးလုံးနဲ့အိတ်မျိုးထည့်ထားတာမဟုတ်တော့အထက်ကဝဆားတွေကဆိုးရွှဲနေပြီ။တကယ်တော့ကျုပ်လည်းအင်ကြီးအိတ်ကိုဘာကြီးကိုလှမ်းပြီးပြီးတော့အင်ကြီးဆိုပစိုးဆိုကြီးနဲ့သူများအိမ်ပေါ်မှာထိုင်နေရတာအားနာတယ်။ဘာကြီးကအထက်ကိုလှမ်းကြည့်တယ်။ဟေးလုံးမဒီဝဆားလေးကို၆တွေသွားအောင်လို့မိဖို့ပေါ်နည်းနည်းလောက်လှမ်းပေးစမ်း။ဘာကြီးကပြောတော့ အိမ်ထဲကနေအပြူပေါက်ရွယ်မင်းကြီးတယောက်ထွက်လာတယ်။ဝယ်စားထားတဲ့ပုံစံကိုကြည့်လိုက်တော့တော်တော်ကိုတောဆန်တဲ့လုံမပဲ။သူကအဝတ်တွေယူသွားပြီးတော့15မိနစ်လောက်မကြာဘူးပြန်ထွက်လာတယ်။သူယူသွားတဲ့ကျုပ်အဝတ်တွေဟာနေဘူးကြက်ကြက်မှာလှမ်းထားသလိုမျိုးခြောက်သွေ့နေတာဗျ။အဝတ်အစိုးကို မေးကင်လိုက်တဲ့ဆိုရင်လေအ ਨੇ စုံတော့မိကိုမှားလိုက်တယ်လို့အောက်တူတူအနံ့တစ်ခုတော့ရမယ်မို့လား။အခုတော့ဘာနမ်းမှမရပဲနဲ့အကောင့်တိုင်းဖြစ်နေလား။ဒါပေမဲ့ကျုပ်ကတိတ်မတွေးတော့ပဲနဲ့ အဝယ်စားတွေကိုလဲလိုက်တယ်။အဝယ်လဲပြီးတော့ကျုပ်ကိုအစားအသောက်တွေထုတ်ကြည့်တယ်။ရင်းနှီးချမ်းပုပ်ပုပ်နဲ့ပြီးတော့ပေါပေါဆုပ်ကိုထန်းချမ်းနဲ့ဆုံနေထားတဲ့မုံတွေကိုလည်းချကြည့်တယ်။ကျုပ်ကတော့ဗျာစားတော့စားကျင်နေဗျ။စိတ်ထဲမှာလည်းကြောက်နေမိတာအမှန်ပဲ။ဒီမှာတင်ဘာကြီးကကျုပ်ကိုကြည့်တယ်။စားတော့လိုက်ပါမောင်ရဲ့။အဘကြီးတို့မောင်ရင်းကိုဘာမှမလုပ်ဘူး။ဘာကြီးပြောမှကျုပ်လည်းရင်းနှီးချမ်းတစ်ခွက်ကိုငှက်တယ်။ပြီးတော့တလန်းလုံးမိုးတွေဆွလာတာဆိုတော့လူကတော်တော်လေးကိုချမ်းနေပြီ။ ရေနွေးပူပူတစ်ခွက်ကိုသုံးလေးချက်လောက်မှုတ်ပြီးတောက်တယ်။လက်ချောင်းနဲ့ပူဆင်းပြီးတော့တစ်ကိုယ်လုံးနွေးသွားတယ်ဗျ။ဒါပေမဲ့လက်ပတ်ချောက်ရတာကခါပြီးတော့ဇင်းရွှေရွှေနဲ့လည်းရတယ်။ကျုပ်ရတာခံနေတော့မှဘာကြီးကတောက်တာတောက်ဆမ်းမှမောင်းရင်အဲ့ဒီလက်ပတ်ချောက်ကဆေးလက်ပတ်ချောက်တောက်ရခဲ့တယ်။တောက်ပြီးရင်တောင်းတန်းအောင်ဆို မောင်းရင်ဖျားမှာမဟုတ်တော့ဘူး။ကျုပ်ဗျာသုံးခွက်တတိကိုတောက်လိုက်တယ်ဗျ။ပေါပေါဆုပ်တွေကိုတော့မစားတော့ဘူး။ကျုပ်ကအချို့သိမ့်မကြိုက်တော့ ါတွေမစားတတ်ဘူးလေအဲ့လိုစားတော့ပြီးတာနဲ့ကျွန်တော်တွေစကားစက်မပြောတော့ဘူးဘာကြီးကလည်းအပြင်ကိုပဲငေးကြည့်တယ်သူ့နားမှာထားနေတဲ့လုံမကတော့ကျုပ်ကိုတစ်ချိန်လုံးစူးစိုက်ကြည့်နေတာဗျကျုပ်လည်းသူ့ကိုပြန်မကြည့်ချင်တာနဲ့အပြင်ကိုပဲငေးနေမိတာပြီးတော့တစမ်းမေးကနေစီးကြလာတဲ့မိုးရီတွေကိုဘာရင်မဟုတ်ပဲနဲ့ငေးကြည့်နေမိတယ်။နိုင်ဝဲလောက်ကြတော့မိုးတွေကဆဲသွားပြီးကောင်းကင်ကြီးကလည်းပြန်ပြီးတော့ကြည်တက်လာတယ်။ဒါကြောင့်ကျုပ်ပြန်သိမ့်ပြီးတော့ယူဆလိုက်တယ်။အဘရေ ကျုပ်ပြန်မဖြစ်မယ်ဗျမနေ့ပြန်အကြောင်းဖွင့်ရမှာဆိုတော့ဒီမှာညအိတ်လို့မရဘူးဒီမှာနေမကြီးကကောင်းကင်ကိုတစ်ချက်လှမ်းကြည့်တယ်အခုတော့မပြန်ပါနဲ့အောင်မောင်းရင်ခဏနေတော့မှပြန်လေသူဘာလို့ကျုပ်ကိုမပြန်ခိုင်းလဲဆိုတာကျုပ်မတွေးတတ်ဘူးအင်းရှင်ကမပြန်ပါနဲ့ဟုဆိုတော့လေကျုပ်ကမထသေးပဲနဲ့စောင့်နေတယ်နောက်ထပ်15မိနစ်လောက်ကြာတော့ပြန်မယ်ဆိုပြီးထက်လို့တယ်ဒီမှာရင်အဖကြီးကဒီတစ်ခါကောင်းချင်းနေဒီလောက်ဆို မောင်ရင်ပြန်လို့ရပြီကွအဘရွာထိတ်ကိုလိုက်ပို့မယ်နော်တော်သေးတာပေါ့ဗျာကျုပ်ကိုတညလုံးမပြန်နေဆိုပြီးတော့ဆွဲထားရင်တော့ငါးပါးမှောက်မှသိကြတယ်ဒါနဲ့ကျုပ်ကလုံမလေးကိုနှုတ်ဆက်ပြီးအိမ်ပေါ်ကနေဆင်းလာတယ်အရှင်းမှာရက်ထားတဲ့ဆံငယ်ကိုရွာလန်းအတိုင်းတုံးပြီးလိုက်လာခဲ့တာရွာလေးကတိတ်ဆိတ်နေတာဗျအိမ်တွေအကုန်လုံးကလည်းမိမောင်ကြနေတယ်ကျုပ်တို့ထွက်လာခဲ့တဲ့အိမ်က လုံမလေးကကျုပ်ကိုတကားဝါမှရက်ပြီးတော့လှမ်းကြည့်တယ်။ဘာကြီးနဲ့ထွက်လာပြီး ာလမ်းမကြီးစီကိုရောက်လာပြီ။မောင်ရင်ဆိုင်ငယ်ကောင်းသွားပြီထင်တယ်။မကောင်းပါဘူးဗျာ။ဒီတိုင်းပဲတွန်းသွားမယ်ထင်တယ်။နှိုးကြည့်စမ်းပါမောင်ရင်ယာ။ဘာကြီးပြောလို့စက်ကိုနှိုးကြည့်တော့တစ်ချက်တည်းမှာပဲအင်ဂျင်ကနှိုးသွားတယ်ဗျ။ကျုပ်ဖြင့်တော်တော်လေးကိုအံ့ဩသွားတာ။အချင်းကည9နာရီ7နာရီလောက်ရှိပြီ။ဆိုင်ငယ်ကဆက်ပြန်နှိုးသွားလို့ပဲ။ဒီလိုမှမဟုတ်ရင်တော့တလန်းလုံးကျုပ်ကတွန်းသွားမှာ။ဒါကြောင့်ဘာကြီးကိုနှုတ်ဆက်ပြီးဆိုင်ကေကိုမောင်းထွက်ခဲ့တယ် ခလန်လန်ရောက်တော့ဘာကြီးကိုနောက်ကြည့်မှန်ကပြန်ကြည့်တော့တာလမ်းမကြီးမှလူသူတယောက်မှရှိမနေဘူးကျုပ်မကြီးနဲ့လို့နောက်ကိုပြန်ကြည့်တော့လေလူတယောက်မှမရှိဘူးဒီတော့ကျုပ်ကတေချာမှကြိုက်တယ်လို့ဒါနဲ့ပဲဆန်ကယ်ကိုနောက်ပြန်လှည့်ပြီးခုနကရွာလေးနဲ့အဘကြီးကိုခေါ်သွားတဲ့လမ်းလေးရဲ့ပြီးတော့ပြန်မောင်းထွက်လာခဲ့တယ်ထိုးစနာကကျုပ်10မိနစ်လောက်မောင်းနေတော့မှလမ်းဘေးမှာဘာရွာမှမရှိတယ်လို့ဘာလမ်းမှလည်းမရှိဘူးချုံမင်းကိုင်းမင်းနေကြီးပဲ ဒီတော့ကျုပ်လည်းစက်သိမ်းမွင်းထလာတယ်။သိချာတာကတော့ဒီပါကြီးကလူမဟုတ်ဘူးဆိုတာပဲ။ကျုပ်ဆိုင်ကဲကိုအမြန်မောင်းလှဲ့ပြီးတော့တံမိုးတွေကတာကိုအတကုံရုပ်ပြီးတာလန်တိုင်းမဲ့အမြန်ဆုံးမောင်းလာတယ်။လမ်းအတိုင်းမောင်းလာရင် အရှိမကားလမ်းမကြီးကိုလှမ်းတွေ့တယ်။ကားလမ်းမဘေးနားမှာဇရက်အဟောင်းတစ်ခုရှိတယ်ဗျ။ကားလမ်းကိုရောက်ပြီးဆိုတော့မှကျုပ်လည်းစိတ်ကိုတနုံချမိတယ်။ ကားလမ်းမှာတော့ကားသွားလာရှိတယ်။ဒီလိုနဲ့15မိနစ်လောက်မောင်းလာတော့ကျောင်းရှိတဲ့ရွာကိုရောက်လာပြီ။ကျောင်းကိုမရောက်ခင်မှာရဲစခန်းကိုဖျက်ရတယ်။ဒီလိုဖျက်နေတော့မှရဲတစ်ချက်တစ်ယောက်ကကျုပ်ကိုလှမ်းခေါ်တယ်။ဒီရွာလေးမှာကျုပ်ကိုလူတိုင်းနှိပါးကသိကြတယ်ဗျ။ဆရာကြီးဆိုပြီးလှမ်းခေါ်လို့ရဲစခန်းကိုမောင်းဝင်လာခဲ့တာ။စခန်းမှုကလည်းကျွန်တော်နဲ့တည်တယ်။ရဲတစ်ချက်ကကျုပ်ကိုစခန်းထဲအထိဝင်ခိုင်းနေလို့တခုခုတော့ထိုးပြီးဆိုပြီးစိတ်ထဲကတည်တယ်။စခန်းထဲကိုဝင်လိုက်တော့ ဆရာလေးမိမက်ကိုတန်ရတန်ချက်တွေနဲ့တွေ့လိုက်ရတယ်။ကျုပ်ဖြင့်အံ့ဩပြီးတော့ဗစက်တောင်မပိတ်နိုင်ဘူး။ဆရာလေးဘလို့ဖြစ်တာလဲဗျာ။လမ်းမှာဆိုင်ကယ်မောက်တာလား။ဆရာကြီးပြန်ရောက်တာကြားပြီလား။မကြသေးဘူးဗျ။လမ်းမှာမိုးမိတာနဲ့ကျော်တရမဝင်ခုန်နေတယ်။အခုမှဒီကဝင်လို့ရှိသေးတာ။ရက်တကြက်ကလှမ်းခေါ်လို့ဝင်လာခဲ့တာဗျ။ဆရာကြီးကအရှိကတော့တာလေဗျာ။ဘာဖြစ်လို့အခုမှရောက်တာလဲ။ဆရာလေးကရောဘလို့ဖြစ်တာလဲ။ ဆရာကြီးပြန်ပြီးနိုင်ဝဲလောက်နေတော့ကျွန်တော်နောက်ကနေလိုက်လာခဲ့တာဆရာကြီးလမ်းမှာလေဆရာကြီးကိုတွေ့လို့တွေ့ညာဆိုပြီးအချိန်တင်မောင်းလာခဲ့တာဗျကားလမ်းဆောင်ကဇေယျဟောင်းကြီးနားရောက်တော့ဇေယျထဲကလူမိုက်တီထွက်လာပြီးကျွန်တော်ဆန်ကေကိုတားပြီးတော့ဝိုင်းလို့ရတယ်ဆရာကြီးဟောဒီမှာကြည့်ပါလားထိုင်ရတိုင်ချက်တွေကျွန်တော်တော်တော်လေးကိုအံ့ဩသွားတယ်တကယ်လို့ကြုတ်တာခိုးရွာလေးမှာဝင်ပြီးမိုးကုန်မနေဘူးဆိုရင်တော့ဒီလူမိုက်တွေလူရဲမဲ့သူကကျုပ်ဖြစ်ချင်းဖြစ်သွားနိုင်တယ်ဒီတော့မှဟိုပါကြီးကကျုပ်ကိုကယ်ခဲ့တာပါလားဆိုပြီး တွေးမိတယ်ဗျပို့ပြီးတော့တေချာသွားအောင်လို့ရဲစခန်းကလူတွေလည်းအဲ့ဒီလမ်းဟောင်းဘေးနားမှာရွာတွေရှိတာမေးကြည့်တော့ဘာပြောမှမရှိဘူးတဲ့နောက်ပြီးတော့ပြောသေးတယ်အဲ့ဒီလမ်းကလူသွားလူလာပြတ်တယ်တယောက်ထဲမသွားတာကောင်းနေတဲ့လူစိုးလူမိုက်တွေခိုးကျင်ဖွဲ့ကျင်တဲ့လူတွေကအဲ့ဒီလမ်းကလာမဲ့သူကိုစောင့်ပြီးတော့လူရက်ကြတယ်တဲ့ကျောင်းကဆရာမတွေကျောင်းသားမိဘတွေကိုမေးကြည့်တော့ဒီလမ်းမှာနာနာဘွားတွေပရလောကသားတွေကျဆားတယ်လို့ပြောတယ်ဒီလမ်းကသွားရင်နာနာဘွားတွေရဲ့အချောက်လန့်ကိုခံရတယ်တဲ့ ဒါကြောင့်ပြန်ပြေးလာကြတဲ့ဇလန်းတွေလည်းမနှဲဘူးလို့ကြားပြန်တယ်။ဒါဆိုကျုံနဲ့တွေးခဲ့တာကြက်တွေလား။ဟိုပါကြီးကနာနာဘွားလား။သူများတွေကို၆လက်မီကျုပ်ကိုကြတော့ဘာဖြစ်လို့ကူညီခဲ့တာလဲ။ကျုပ်ပြန်ပြီးတော့စဉ်းစားမိတယ်။နောက်ဆုံးမှကျုပ်ကောက်ချက်ချနိုင်တာကတန်ဖိုးတွေကတာကြောင့်ဖြစ်လိမ့်မယ်။ကျုပ်လမ်းသွားရင်ဒီကတာကိုရွတ်တယ်ဆိုတော့ကျုပ်ကြုံတွေ့ရမယ့်အန္တရာယ်တွေကိုကျက်တွေကကြိုသိနေလို့ကျုပ်ကိုကယ်တင်လိုက်တာပဲဖြစ်မှာ။ဒီအတွေ့အကြုံကတော့ကျုပ်ဘွားမှာပထမဆုံးအတွေ့အကြုံရခဲ့တဲ့ ချက်ရွာစီရောက်ခဲ့မှုတဲ့တွေ့ကြုံပဲနောက်ပိုင်းအဲ့လမ်းကိုတော့ကျုပ်တခါမှမသွားဖြစ်တော့ဘူးပို့ပြီးတော့ထူးဆန်းတာပြောရအောင်မယ်ချက်တွေတိုက်လိုက်တဲ့ဆေးလက်ဖတ်6ဆိုတာကိုတောက်ပြီးတဲ့နောက်မှာကျုပ်3လလောက်ထိဘာယောဂါမှဖြစ်ဘူးနောက်တစ်ချက်တောင်မချေခဲ့ဘူးကျုပ်မှအရင်ကပန်းနာရင်ချက်ယောဂါရှိတယ်အစောအေးဘက်ခံလို့မရဘူးဗျမိုးတစ်ချက်နဲ့ချက်မြင့်အောင်မှနောက်နေ့ဆိုချောင်းနေ့ဆိုအခက်မသိရင်ဖျားနာတတ်တဲ့လူမျိုးအခုတော့ဗျာ ဆောင်းတွင်းကိုရောက်တာတော့မှဘန်းနိုင်ရင်ကြက်မထတဲ့ပြင်အဲ့ဒီသုံးလတွင်မှာဖြားတာနာတာလည်းလုံးဝမဖြစ်ဘူးကျုပ်ကိုကျုပ်လည်းမယုံလို့ဆန်းသက်ကြည့်တယ်ဆောင်းတွင်းမှာညနေပိုင်းရေချိုးပြီးစွတ်ကြက်လည်းပြက်နေအိတ်တာထောင်မှာဘာမှမဖြစ်တာကအံ့ဩစရာပဲကျုပ်ထင်တော့သူတို့တိုက်တဲ့ရင်းနှီးချမ်းကိုသုံးခွတ်တောက်ခဲ့လို့သုံးလလောက်မဖြားမနာတာလို့တွေးမိတယ်သုံးလပြည့်ပြီးတဲ့နောက်မှာတော့ကောက်ခငင်ကပဲကျုပ်ထဖြားတယ်ပြီးတော့ တုတ်တခုတွေ့မိတာကဒီတုန်းကသူတို့ကျူးတဲ့ဖန်ညက်တို့ပေါပေါဆုပ်တွေစားရင်ဘာတွေဖြစ်မလဲလို့တွေးမိတယ်။အဲ့ဒီရွာလေးမှာတနေ့လောက်လုပ်ပြီးတော့ကျုပ်တချောင်းရကိုပြောင်းရတယ်။အဲ့ဒီကလေးကအဲ့ဒီရွာလေးကိုသွားလည်မယ်လည်မယ်နဲ့မရောက်ဖြစ်တာအခုထိပဲ။အခုတော့အဲ့ဒီရွာလေးကလည်းမြို့ဖြစ်နေပြီဗျ။ကျုပ်ဖြစ်များအခုချိန်ထိမိုးတွေတအားတဲတဲရွာနေတဲ့အချိန်မှာတော့ကျုပ်ကိုကူညီခဲ့တဲ့အဖကြီးရဲ့ကျုပ်အလေတစ်ခေါက်ရောက်ခဲ့ဘူးတဲ့ကြက်ရွာကြီးရဲ့ကိုအောက်မေ့တတိယမိစေဖြစ်တယ်။ ။ဆရာလေးမိမက်ကိုလည်းသတိရပါလေဗျာ။ဆရာလေးနေမကောင်းရဲ့လား။အင်းတော်နေပါလေရော။ကြားနေပြီလားလို့ကျုပ်တွေးမိပါတယ်။ဒီမှာဒီမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရလောကဇလံပြေဆုံးပါပြီ။နာတော်ရာစင်တို့ပြိတ္တကြီးလည်းဆေးချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော့